ျွန်တော်တို့အုံနောက်ကအလုပ်လုပ်ပုံတွေကရိုးရှင်းပါတယ်အဓိကကျွန်တော်တို့အုံနောက်အလုပ်ကကျွန်တော်တို့ကိုဒီကဘာပေါ်မှာအသက်ရှင်နေနိုင်အောင်သူကဆွမ်းဆောင်ပေးတဲ့သဘောပဲဒါသူ့လုပ်ပဲအဲဒါမဲ့လို့ရိုးရှင်းတဲ့ logic တခုမှပဲပြန်ပြီးရှုပ်ကုန်တယ်ပေါ့နော်အဲ့တော့အုံနောက်ကဖက်ရှင်တွေကတခုဖြစ်တဲ့ဒီ autonomic nervous system အကြောင်းနည်းနည်းပြောကြည့်အောင်ပေါ့နော်အဲ့တော့ autonomic မှာဒါ medical သမိုင်းသီဝိတာပေါ့နော် sympathetic parasympathetic နှစ်မျိုးရှိတယ်ပေါ့နော် sympathetic ကဘာလဲဆိုရင် ကျွန်တော်တို့ကဘီးတစ်ခုကိုတွေးလိုက်တယ်မှတွေးလို့ထိမိသွားတယ်အဲ့လက်ကချက်ချင်းယုတ်တယ်အဲဒါအော်တိုနိုမစ်အဲ့အောင်မှသူကခွေးတစ်ကောင်လိုက်တယ်ခွေးတစ်ကောင်လိုက်တယ်ဆိုတော့ကိုကရှိသမျှအားနဲ့ကြည့်ရတာကို sympathetic nervous system လို့ခေါ်တယ်တနေ့လုံးပြင်းရွေဘာလုံးမှမရှိဘဲနဲ့တနေ့ရမှာခွေပြီးတော့အပြင်းကြီးနေတာကိုကျွန်တော် parasympathetic nervous system လို့ခေါ်တယ် ဲ့တော့စင်မသက်တဲ့ပါစင်မသက်တဲ့မငြိမ်ရဲ့ပြီးတဲ့ဒုက္ခတွေကအများကြီးပဲပေါ့နော်ဥပမာကျွန်တော်ပြောရအောင်အဲစင်မသက်တဲ့ nervous system ကကျွန်တော်ကျွန်တော်ခန္ဓာကိုယ် alert ဖြစ်နေအောင်လုပ်ပေးတယ်အဲရှေ့မြတွေးတွေခန္ဓာကိုယ်မှာလက်ပတ်နေတဲ့တွေးတွေကိုအုံနောက်ရဲ့နှလုံးရဲ့ကြောက်ကဲ့ရဲ့ပေါ့နော်သူ့ရဲ့အရေးကြီးဆုံး organ ၃ခုပဲတော့ပို့ပေးတယ်ကျန်တဲ့နေရာကိုပို့ပေးအဲကြောင့်မို့ခွေးကောင်လိုက်လို့အားရပါရပြည်နေရတဲ့ခြေပြက်လက်ပြားတဲ့အေးခဲနေအဲ့အချိန်မှာအဲတိပောက်ဖို့ချိပောက်ဖို့အချိန်မရှိဘူးအဲ့ဟာကိုလေသူကအလုံးမလုံး အဲ့လိုပဲအကြောက်ပြေသွားပြီဆိုကမှကိုကဟိုတော်တော်လေး relax ဖြစ်သွားပြီဆိုကမှချိပချင်းသာလို့ဒီပေါက်ချင်းသာလို့ဖြစ်လာပါတော့အဲ့ဒါကို parasympathetic nervous system လို့ခေါ်တယ်အဲ့တော့ဒီအောက်ကျွန်တော်ဘာလို့ရှင်းပြနေရလဲဆိုတော့ဒီ sympathetic nervous system တွေကဒီဘယ်လိုပြောမလဲ regulate မလုပ်နိုင်ဘူးเนาะပုံမှန်အတိုင်းမဟုတ်ဘူးဆိုတဲ့အခြေအနေမှာဘာတွေထဖြစ်လဲဆိုတော့ဒီ anxiety disorder လို့ခေါ်တဲ့စိတ်ဆိုးရိမ်လုံခြုံမှုယောဂတွေထဖြစ်တယ်အဲ့တော့ခုန ဒီခွေးလိုက်တဲ့ကိစ္စကိုပြန်ပြောအောင်ကျွန်တော်တို့ငယ်ငယ်တုန်းကလူတရားပေါ့နော်ခွေးကိုက်ခံရဦးတယ်ခွေးလိုက်ခံရဦးတယ်ခွေးကိုက်ခံရဦးတယ်အဲဆို तू ကအဲ့ခွေးကိုမြင်တာနဲ့ကြောက်ပြီးတော့ပြေးကျင်စိတ်ပဲရှိရဲအဲ့ sympathetic nervous system အမှားနဲ့ပြီးသွားပြီပေါ့နော်ဒါမှမဟုတ်မပြီးသေးတဲ့ပြဿနာပါလဲဆိုတော့ तू ကအကြောက်ဆွဲသွားတယ်အဲ့တော့နောက်နောက်ပိုင်းဆိုတော့ तू ကခွေးခွေးကိုမြင်နေရတဲ့သူကကြောက်လာတယ်ခွေးကို phobia ရလာတယ်ပေါ့နော်နောက်ပိုင်းပိုဆိုးလာပြီဆိုရင်ခွေးရှိတဲ့လမ်းတွေမှာမတော်တော့နောက်ပိုင်းအဲ့ထက်ဆိုးလာရဆိုရင်ဒီ အင်တာနက်မှာဖြစ်ဖြစ်ဒီဇက်ကားရဲမှာဖြစ်ခွေးကိုမြင်လူကအနင်းထိုင်အဲကြသိန်းထလာလို့ကြောက်လာလို့ဖြစ်ပြီးနှလုံးခုန်လုံးနဲ့တအားမြန်လာတာပေါ့နော်အဲ့ဒါအခြေခံအကြောင်းတရားရကျွန်တော်ပြောပြတာပေါ့နော်အဲ့လိုပဲအဲလူတယောက်ကကိစ္စတစ်ခုကြုံလာပြီး PTSD ဝင်လာပြီပေါ့နော်အရင်တော့ကကိုကြားဖို့နေကြစကားမင်းကအသုံးမချတဲ့ကောင်ပဲဖြစ်ဖြစ်တခုခုကိုကြားလာပြီဆိုရင်ကိုကအိမ်နဲ့ပတ်သက်တဲ့အဲအတွေးတစ်ခုပေါ့နော်အဲ့ဒါကိုမြင်လာပြီးကြားလာပြီဆိုရင်ကိုကပြန်ပြီးတော့ anxiety ပြန်ထလာတာအဲ့ဒါကြောင့်ပဲပေါ့နော်